အားလုံးပဲမင်္ဂလာပါရှင်စန်စတိုင်ယာရီရဲ့ audio book စီစဉ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီစဉ်လေးမှာဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့စာအုပ်လေးကတော့ motion imt ရဲ့သူစိတ်သက်ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ပထမပိုင်းအနေနဲ့ဒီနေ့ဖတ်ပြပေးခြင်းနဲ့အပိုင်း၅ပိုင်းရှိပါတယ်အရာလေးတွေကတော့စိတ်သက်ပြန်တက်လာဖို့အကောင်းဆုံးနီလန်လေးတွေ့ တဖက်ရည်ခွက်လေးများကပေးတဲ့ဘဝပတနာစင်တကောင်ကပေးတဲ့ဘဝသင်္ကန်းစာပစ္စုပန်မှာ နေထိုင်မှာမိကလေးကို အတူယူပါလို့ပဲဖြစ်ပါတယ်ရှင်စိတ်သက်ပြန်တက်လာဖို့အကောင်းဆုံးနည်းလမ်းလေးတွေတကယ်တော့စိတ်သက်ကြရဲဆိုတာသင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့လူသားအလုံးစိတ်သက်ကြတတ်ပါတယ်ကျွန်တော်လည်းစိတ်သက်ကြတတ်ပါတယ် ဒါကြောင့်တင်မှာစိတ်သက်ကြဖို့ရှိပါတယ်။အားငယ်စရာမလိုပါဘူး။ပတ်စံမရှိလို့ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်မပြေလို့အလုံမှာအဆင်မပြေလို့ဆာမွေးပွဲကြလို့ရုံမလှလို့စသည်ဖြင့်အမျိုးမျိုးကို စိတ်သက်ကြနေတတ်ကြပါတယ်။စိတ်သက်ကြတာစင်ရဲ့ချမ်းသာမရွေးပါဘူး။ပတ်စံချမ်းသာတဲ့သူတွေတော့စိတ်ချမ်းသာမယ်လို့ သင်ထင်ပါဗော။တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။ ဥပမာသင်ကတိတ်မချမ်းသာတဲ့တာမန်ရုံးဝင်တန်းတစ်ယောက်ဖြစ်ပြီးသင်မှာသင်အရန်ကြိုက်တဲ့ iPhone လေးတစ်လုံးရှိရဲဆိုပါစို့အဲ့ဒီ iPhone လေးတစ်စီးပေါ်မှာမိကြံခဲ့တယ်ဆိုရင်သင်ဘယ်လိုခံစားရမလဲခဏလောက်တွေးကြည့်လိုက်ပါခဏသိန်း၈သိန်းလောက်တမိုးရှိရဲ့ပစ္စည်းတစ်ခုအတွက်တောင်အဲ့ဒီလောက်စိတ်တော့ကတွေရောက်ပြီးစိုးရိမ်ပူပန်တက်နေရင်သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရောဘလို့စိတ်ထဲမှာဖြစ်နေမယ်ထင်လဲ။ တို့တွေကဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရက်သွားတဲ့သူမရှိပါဘူးဒီထက်ပိုချမ်းသာဖို့ကြိုးစားနေတဲ့သူတွေချီးပါပဲသူတို့မှာရှိရဲ့ချမ်းသာမှုတွေကို မပြောက်ပြက်အောင်အမြဲထိန်းသိမ်းနေရပါတယ်တကယ်တော့အောင်မြင်မှုဆိုတာပျော်ရွှင်မှုပါလူတွေကပျော်ရွှင်မှုရဖို့ပတ်စံကအဓိကကြတယ်လို့သတ်မှတ်လိုက်ပါတယ်အဲ့ဒီတော့ပတ်စံပျော်ရွှင်မှုဆိုတဲ့ညီမြချင်းနဲ့သူတို့ဘဝကိုပေါင်းခတ်လိုက်တယ် သူတို့အဲ့ဒီဘောင်ထဲမှာနေထိုင်ကြတယ်။ဒါပေမဲ့သူတို့ပျော်ရွှင်ခြင်းအစမှန်ကိုမရရှိကြဘူး။သူတို့ဘဝတွေကို လောဘတွေနဲ့အနာတက်လိုက်တယ်။သူတို့ရဲ့နေမြခြင်းက လောဘအပေါင်းပတ်စံနေမြခြင်းပျော်ရွှင်မှုဖြစ်လာတယ်။ကြာလာတော့နေမြခြင်းရဲ့တစ်ဖက်ချမ်းကပျော်ရွှင်မှု သူတို့စီမှာမရှိတော့ဘူး။သူတို့စီမှာကြံခဲ့တာက လောဘအပေါင်းပတ်စံဖြစ်သွားတယ်။သူတို့ရဲ့ဘဝတွေကဘာနဲ့တူလဲဆိုတော့ ကြောက်တုံးကြီးကြီးတထုံကိုအရမ်းမဲ့တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရတယ်လို့ပဲသူတို့တက်တာမြင့်လာလေးလေးအဲ့ဒီကြောက်တုံးကြီးကို နောက်ပြန်မကြအောင်အားပိုဆ ਾਇ ရလေးလေးပါပဲတချို့ကလည်းအဲ့ဒီကြောက်တုံးကြီးတွန်းနေတော့အရမ်းလာတဲ့ကျဲလေးတွေရဲ့ပုတ်ဝင်းကျင်ကငှက်ကလေးတွေရဲ့သေးဆိုသံတွေကိုမခံစားမိလိုက်ကြဘူးတချို့ကလည်းမနာမနိုင်တဲ့ကြောက်တုံးကြီးမှလို့ဒလိတ်ခောက်ကိုပြုတ်ကြကြတယ်တချို့ကလည်းချွေးတန်တရေရဲနဲ့ တချို့ကတော့ထိတ်ဆုံးရောက်သွားကြတယ်။ဒါပေမဲ့နောက်ထပ်တက်ရမယ့်တောင်တွေအများကြီးရှိမှအပေါ်ဆုံးရောက်မှသိခွင့်ရလိုက်တယ်။ပတ်စံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ဝလိုက်ရင်ဘဝမှာအရေးကြီးဆုံးအရာအားလုံးကိုဆုံးရှုံးလိုက်ရတယ်။ပတ်စံကအရေးမကြီးဘူးလားလို့မေးရင်တော့အရေးကြီးပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကိုပေးဆွနိုင်တဲ့တခုတည်းသောအကြောင်းရင်းတော့မဟုတ်ပါဘူး။သူကအစိတ်အပိုင်းတစ်ခုထက်မပူပါဘူး။ တတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့သင်ကပစံတီတာပျော်ရွှင်မှုကိုဆောင်ကျင်းပေးနိုင်တဲ့အရာလို့သတ်မှတ်ရင်တော့ပစံလေးရှာပြီးပျော်အောင်စမ်းကြည့်နိုင်ပါလေဒီလိုမှမဟုတ်ပဲပစံကအရာရာမဟုတ်ဘူးလို့သင် ယူဆရဲဆိုရင်တော့အောက်ပါနီလန်လေးမျိုးအတိုင်းစမ်းကြည့်စေချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်စွာနေနိုင်ခဲ့တဲ့နီလန်တွေလည်းဖြစ်ပါတယ်နံပါတ်1အတွေးတွေကိုပြောင်းလဲကြည့်လိုက်ပါ စိတ်ကအရာရာပါပဲ ဝမှာသင်ကြုံဘူးလားသင်မှန်နေကြည့်လိုက်တော့တခါတလေမှချောနေတတ်ပါတယ်ထို့အချိန်မျိုးဆိုကုကုကူအားရနေတတ်ပါတယ်လူရှိသူရှိကိုထွက်တော်လဲယုံကြည်မှုအပြည့်နဲ့ထွက်နိုင်ပါတယ်ထို့နည်းမျိုးဆိုဘာပဲလုပ်လို့အောင်မြင်တာများပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကမှန်ကြည့်ပြီးကိုပြစ်ကို အရှာကျဆုံးလူသားမျိုးတွေလေနှကောင်းမလှဘူးနရွက်ကားတယ်မျက်လုံးကဆွေးတယ်ကုကုကူကဲ့ရဲ့ပြီးစိတ်တက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြပါတယ် ထိုနေ့မျိုးဆိုရင်တော့စိတ်သက်သာကြာနေတာပါတယ်။ကိုကူကူယုံကြည်မှုကကြာသွားတယ်။အကျိုးဆက်အနေနဲ့တနေ့လုံးကိုဘာလုံးလုံးအစင်မပြေတော့ဘူး။ဒီခြေနေကိုပြန်သုံးသက်ကြည့်ရအောင်။တင့်ရုပ်ကဒီရုပ်ပါပဲ။ပြောင်းသွားတာကတင့်စိတ်ပါ။တင့်စိတ်ကတင့်ကိုအကျဉ်းချလိုက်တယ်။တင်ကလည်းအကျဉ်းချခံရအောင်ကိုမယမကလိုက်ပြီးတွေးတယ်။စိတ်ကအရာရာပါပဲ။အလိုလျောက်လေထဲမှာလွင်မြောနေတဲ့တိမ်တွေကိုလည်း ်ဆင်းရုပ်တွေကြားရုပ်တွေအဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ညဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖြာလိတ်ကြီးကိုလည်းသရေလိုတွေးပြစ်လိုက်လို့ရတယ်။အဲဒီတော့သေချာပြန်ပြီးစဉ်းစားရင်ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်ရမှာပါ။ပတ်စံမဟုတ်ပါဘူး။ပတ်စံနဲ့ညီမျှခြင်းချခြင်းရင်လည်းရပါတယ်။ဒါပေမဲ့အဲ့လိုစဉ်းစားရင်တော့စိတ်ချမ်းသာဖို့ပတ်စံအရင်ရှာကြည့်လိုက်ပါ။ ဒီစာအုပ်ကိုဖတ်နေကလေးကသင်စိတ်သက်ပြန်တက်ခြင်းနဲ့သူဆိုတာသိကြပါတယ်။သင်အတွေ့အကြုံတွေနည်းနည်းလောက်ပြောင်းလဲကြည့်ပါ။သင်ရဲ့အထက်ကသူတွေကြီးပဲမကြည့်ပါနဲ့။သင်စိတ်သက်ကြနေရဆိုရင်ဘတ်စကားတွေကြားတဲ့ပြေးလွှားပြီးပန်းရောက်နေတဲ့ကလေးတွေသူများအကြောင်းစိမ့်ဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးတွေဒီနေ့လုံးမှာထမင်းတက်နဲ့ပဲစားရတဲ့သူတွေအာဖရိကမှာနှစ်ရက်မှတစ်ခါလောက်အစအစာစားခွင့်ရတဲ့ကလေးတွေကိုအားနာပါ သင်မှာရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိရလို့ထင်ရင်စေတန်းမှာသင်သင်ခဲ့ရဘူးတဲ့ Helen Keller ကို အားနာပါမျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helen အောင်ဘဝကိုရင်ဆိုင်နိုင်သင်ကရောသင်မျက်လုံးမလှဘူးထင်ရင်တခါလောက်မျက်လုံးမှိတ်ပြီးလမ်းလျှောက်ကြည့်ပါဦးမျက်စိမမြင်တဲ့သူတယောက်ဆိုရင်ကောဘယ်လိုနေမလဲသင်အယံကန်ကောင်းပါတယ်သင်စိတ်သက်သာနေတဲ့အချိန်ဒီစာကိုသင်ဖတ်နိုင်ပါတယ် ဘဝရဲ့အလှပါတွေကို ခံစားနိုင်ပါတယ်။မနှက်ပြန်ဆိုတာမတိကျတဲ့အရာမှုလို့လက်ရှိအချိန်ကိုလေးစားပါ။ဒီတော့မှမကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့။အဲ့ဒါဟာစိတ်ဓာတ်ကြာရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါ။အချုပ်ခန်းတွေကအကျဉ်းကြခန်းနာရတဲ့အကျဉ်းသားနှစ်ယောက်ကဗရင်ပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဘွက်တွေကြီးပဲစိတ်ပြတ်ဖို့ကောင်းလိုက်တာတဲ့ဒုတိယတယောက်ကပြောတယ်ဒီညလာတာတယ်နော်ကျေတွေလဲစုံပြီးအရန်လှလိုက်တာတဲ့လူတွေရဲ့အတွေ့အကြုံဟာလူတွေရဲ့ပျော်ရွှင်မှုပါပဲ People choose what you see ရဲ့သင်မပြောင်းလဲနိုင်တဲ့အရာတွေကို အကောင်းမြင်ကြည့်ပါသင်အရင်ကထပ်ပူပြီးစိတ်ချမ်းသာလာတာတွေ့ရလိမ့်မယ်နင်းသင်ကိုယ်သင်ချီးကျူးပါ တင့်ကိုတင်အမြဲအပြစ်ရှာနေတာကိုခဏလောက်ရပ်ပြီးတစ်ခါလောက်ဖြစ်ဖြစ်တင့်ကိုတင်ချီကျူးကြည့်ပါ။တင်ပါပဲလို့လို့တခုခုအောင်မြင်စွာပြီးဆုံးသွားတိုင်းတင့်ကိုတင်ချီကျူးဖို့မမေ့ပါနဲ့။လူတိုင်းလူတိုင်းမှာပင့်ကိုအရေးချင်းရှိပါတယ်။တင့်မှာလည်းရှိပါတယ်။တင့်မှာချီကျူးစရာတခုမှမရှိဘူးလို့တင်ထင်လို့လား။ချီကျူးစရာတခုရအောင်ဖန်တီးပါ။ဥပမာစိတ်သဘောထားကောင်းအောင်နေကြည့်ပါ။ ဒါဟာအတော်လေးကိုချီးကျူးစရာကောင်းတဲ့အရာပါဒါမှမဟုတ်ကုကုကု နှိတ်ချပြီးနေကြည့်ပါဒါဟာလေလူတိုင်းမလုံနိုင်တဲ့အရေးတွေပါဒါမှမဟုတ်အချိန်လေးစားတဲ့သူတယောက်ဖြစ်အောင်နေကြည့်ပါဒါကလေတော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါအဲ့ဒါလေးလုပ်ဖို့ပတ်စံတပြားမှမလိုပါဘူးသင်လုပ်ချင်ဖို့ပဲလိုတာနောက်တစ်ချက်အရေးကြီးတာက သူများကိုလည်းချီးကျူးပါယူယူတတချီချူတာကချီချူခံရသူကလည်းစိတ်ချမ်းသာစေပါတယ်။ 3ဘောင်ထဲမှာမနေပါနဲ့တင့်ကိုတင်ဘောင်ခတ်ထားတာအရန်ဆိုပါတယ်တခုခုကိုမလုံနိုင်ဘူးအခက်ခဲတခုကိုမဖြတ်ကျော်နိုင်ဘူးစသည်ဖြင့်တွေးရတာအရန်လွယ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုတွေးတာဟာဘာမှကိုအတုံးမဝင်ပါဘူးတင့်ရဲ့ comfort zone တွေက ထွက်ကြည့်ပါ ဥပမာတင်က အင်္ဂလိပ်စာသင်ခန်းစာတစ်ခုမှာအမြဲတမ်းရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့ တစ်ခါလောက်ထွက်ပြောခြင်းဖြစ်အောင်ထွက်ပြောပါအဲ့ဒီလိုများများလှုပ်ပြီးမှတင့်ကိုတင်ယုံကြည်မှုတက်လာမှာပါအကျိုးဆက်အနေနဲ့တင့်ကိုတင်ချီးကျူးဖို့အရာတွေတိုးလာမှာပါတင့်ကိုတင်လက်ခံမှာဒီတစ်ချက်ကအရန်ကို အရေးကြီးပါတယ်တင့်အသားမဲသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဝါသည်ဖြစ်စေပိန်သည်ဖြစ်စေတင့်ကိုတင်လက်မခံသေးသည်ဖုံးကွယ်ဖို့ကြိုးစားနေသည်တင့်မလုံးချုံမှုတွေနဲ့စိတ်ဆင်းရဲနေရအောင်ပါပါပဲ။ လောကကြီးနဲ့အသားကြဖို့ဆိုတာအရင်ဆုံးကုကုကုလက်ခံရပါတယ်။တင့်ကိုတင်လက်ခံသွားရင်တင်းရဲ့ရုပ်ရည်ဟာတိတိတတ်တာကိုပြောင်းလဲသွားပါလိမ့်မယ်။ယုံကြည်မှုအပြည့်နဲ့အရန်ကိုကြည်လို့ကောင်းနေပါလိမ့်မယ်။ American လူမဲ rapper တွေကိုတွေ့ပူမှာပေါ့။အသားမဲမဲနဲ့ရုပ်ချောလို့လားမချောပါဘူး။ဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့ကြည်ကောင်းပါတယ်။တင့်ကိုတင်ယုံကြည်မှုဟာတင့်ရဲ့ရုပ်ရည်ကိုပါ အများအမြင်မှာပြောင်းလဲပြန်နိုင်ပါတယ်။ဒါကြောင့်တင့်ကိုတင်လက်ခံပါယုံကြည်ပါဘောင်ထဲမှာမနေပါနဲ့။ဘောင်အပြင် ထွက်ကြည့်ပါ အပြင်မှာအရန်လှပါတယ်။လေမိမိမှာရှိရာကိုတန်ဖိုးထားပါ။ Some people just don't know how to appreciate what they've got. တချို့သူတွေက သူတို့မှာရှိတာကိုတန်ဖိုးမထားတတ်ကြပါဘူး။ iPhone လေးလိုချင်တာပဲသိရပထမဆုံးဖုန်းလေးမကင်နိုင်တော့ခန်းစားချက်ကိုမမှတ်မိကြပါဘူးမိမိအိမ်ရဲ့လုံခြုံအေးချမ်းမှုကိုခရီးထွက်နေတော့ဒုက္ခရောက်တဲ့အချိန်မှာတန်းတားနေကြပါတယ်အိမ်မနေတုန်းကတော့အေကွန်မရှိလို့အိမ်ကအထက်မြင့်လို့စသည်ဖြင့်စင်ကြီးအမျိုးမျိုးပေးတတ်ကြပါတယ်ကျမ်းမာခြင်းရဲ့အကျူကျေးဇူးကိုနေမကောင်းမှသတိရကြပါတယ်။မအီမတာနဲ့နေထိုင်မကောင်းတဲ့အချိန်မှာနေထိုင်ကောင်းတော့ကဘလို့ဆိုတာကိုသတိရပါတယ်။ ပုံမှန်အတိုင်းနေကောင်းနေချိန်မှာတော့ကျမ်းမာရေးရဲ့တန်ဖိုးကိုမတိတတ်ကြပါဘူး။ဒါကြောင့်မိမိမှာရှိရာလေးတွေကိုတန်ဖိုးထားကြပါ။လက်ဖက်ရည်ခွက်လေးများကပေးတဲ့ဘဝသဒ္ဒနာ တခါတော့ကတက္ကသိုလ်တစ်ခုမှအတူတူတက်ခဲ့တဲ့ငွေချင်း၃ယောက်ရှိပါတည်းတနေ့တော့သူတို့၃ယောက်ပြန်ဆုံမိကြပြီးစကားလက်ဆောင်ကြရာကနေပင်စင်ယူသွားပြီးဖြစ်တဲ့သူတို့ရဲ့တက္ကသိုလ်တို့ကဆရာကြီးစီအလဲသွားလို့အလဲသွားဖို့အကြံရသွားပါတယ်။ သူတို့သွားလေတော့ဆရာကြီးကနှွေးထွေးစွာကြိုဆိုပါတယ်။သူတို့အားလုံးစကားပြောရကနေသူတို့ဘဝမှာအလုံးမှာကြုံတွေ့ရတဲ့စိတ်ဖိစီးမှုတွေအကြောင်းရောက်သွားပါတယ်။ဆရာကြီးကလာလေတဲ့သူ့တပည့်တွေကိုလက်ဖက်ရည်အက်ခံဖို့မိဖို့ကြောင့်တဲကိုဝင်သွားပါတယ်။ခဏအကြာမှာလက်ဖက်ရည်အိုးနဲ့အတူခွက်များကိုကင်ပြီးထွက်လာပါတယ်။ဆရာကြီးတည်လာတဲ့ခွက်များတွေမှာတော့ကြွေခွက် လတ်စတစ်ခွက်ဖန်ခွက်စသည်ဖြင့်အစုံလင်ပါပဲတချို့ခွက်များကတော့တာမန်ပုံတွန်းခွက်များဖြစ်ပြီးတချို့ခွက်များကြကြတော့ဈေးကြီးပြီးလက်ရကလည်းအတော်မြောက်ပါတယ်ဆရာကြီးကတပည့်တွေကိုလက်ဖက်ရည်သုံးဆောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်တပည့်တပည့်တွေလက်ဖက်ရည်ခွက်များကိုစတင်ပြီးသုံးဆောင်ချိန်မှာတော့ဆရာကြီးကစကားဆပြောပါတယ် မင်းတို့တွေအားလုံးပုံစံခတ်တုံတုံခွက်တွေကိုမသုံးမင်းနဲ့လှပတဲ့ခွက်တွေကိုပဲရေးချဲကြတာကိုသတိထားမိကြလားအဓိကမင်းတို့စီမှာ PR တွေဝင်လာတဲ့အကြောင်းရင်းကတော့မင်းတို့တွေဟာအချိန်တိုင်းမှာအကောင်းဆုံးတွေပဲလိုချင်ကြပြီးမင်းတို့အတွက်တကယ်အသုံးဝင်လားမဝင်လားကိုတခါမှတိတိကျကျမစဉ်းစားကြတာပါပဲမင်းတို့လှတဲ့ခွက်လေးတွေကိုရွေးလိုက်ပြင်တယ်လက်ဖက်ရည်ရဲ့အရာတာကတော့ဒီတိုင်းပါပဲ မင်းတို့တကယ်တောက်ကျင်တာကလဖေးရီဖြစ်ပေမဲ့မင်းတို့အားလုံးလဖေးရီအကြောင်းကိုမေးပြီးခွက်အကောင်စာကို အရင်ရအောင်စူးစမ်းကြတယ်။ပြီးတော့ဘသူခွက်ကပိုကောင်းလဲဆိုတာတယောက်နဲ့တယောက်အကဲခတ်နေကြတယ်။လဖေးရီအရာသားတော့တခါတလေမေ့နေတတ်ကြပါတယ်။ကဲအခုစဉ်းစားကြည့်။လဖေးရီဆိုတာမင်းတို့ရဲ့ဘဝကို ဆိုလိုတာပါ။ခွက်ကတော့မင်းတို့ရဲ့အလုပ်အကိုင်းယာတူပတ်စံတွေပါ။ ခွက်နဲ့တူတဲ့အလုပ်အကိုင်းယာဒူပတ်စံတွေကဘဝကိုထည့်ထားတဲ့ခွက်တကူပါအဲ့ဒါတွေကခွက်ကလေးတွေကဘဝရဲ့အသိပဲမဟုတ်ပါဘူးကဘာမှာအပျော်ဆုံးလူသားတွေကအကောင်းဆုံးသောအရာအလုံးကိုပိုင်ဆိုင်ခြင်းမရှိပါဘူးသူတို့တွေက သူတို့စီမရှိတဲ့အရာတွေကိုအကောင်းဆုံးဖြစ်အောင် လုပ်လေရှိပါတယ်အဲ့ဒါကြောင့်ရွရွရှင်းရှင်းနေပါရရရရချစ်ပါနက်နက်ဆိုင်ဆိုင်ဂယုဆိုင်ပါကျင်ကျင်နာနာပြောဆိုပါ ြီးရင်တော့လက်ဖက်ရည်ကို သုံးဆောင်ပါတော့ဒီပုံမြင်လေးကဘဝမှာမကြိုးစားဖို့ပြောတာမဟုတ်ပါဘူးလောကကြီးမှာမျက်မျက်တတ်တာအာယုံစိုက်တဲ့ပုဂ္ဂိုလ်ဆိုလိုတာပါ အကောင်းဆုံးကြိုးစားပါဒါပေမဲ့လောဘတွေအရင်မတက်မိပါစေနဲ့တက်မှရှိတာတွေကိုအကောင်းဆုံးဖန်တီးပါစင်တကောင်ကပြီးတဲ့ဘဝတင်ငန်းစား တခါတော့ကလူတယောက်ဟာခီးသွားနေစင်နေထားတဲ့အနာကိုဖြတ်သွားမိတဲ့ခါမှာချက်ချင်းရက်လိုက်ပြီးဒီလောက်ကြီးမားတဲ့စင်တွေကိုဘာလို့များကျိုးတီတီလေးနဲ့ချုပ်နှောင်လို့ရတာလဲလို့တွေးဝေးကစဉ်းစားမိတော့ပါတယ်ချိန်ကျိုးတွေနဲ့လည်းမချီတာလောင်အင်းလေးလည်းမထည့်ထားပဲနဲ့ဘလို့ထိန်းထားတယ်လဲဆိုတာကိုအစင်းအစင်းစားရခတ်သွားပါတယ် စင်လေးအချိန်မရွေးကျိုးတွေကိုဖြတ်ပြီးထွက်ပြေးသွားနိုင်ပေမယ့်တကောင်မှအဲ့လိုမပြေးတာကိုတွေ့ရတော့သူအယံအံ့ဩသွားပါတယ်။ဒါနဲ့သူလည်းအယံသိခြင်းစိတ်ပြင်းသွားပြီးအနီးနားမှာရှိရဲ့စင်ထိန်ကိုဘာလို့များ စင်လေးကထွက်ပြေးဖို့မကြိုးစားတာလဲလို့မေးလိုက်ပါတယ်။ထို့အခါမှာစင်ထိန်ကြီးကရှင်းပြပါတယ်။စင်ကလေးတွေကိုငငယ်ကလေးကလေးရအရွယ်အစားတမျိုးတည်းသောကျိုးနဲ့ပဲခြိခဲ့ပါတယ်။ အဲ့ဒီအရွယ်တုန်းကသူတို့ကိုကျိုးသေးသေးလေးတွေကကောင်းကောင်းထိန်ချုပ်နိုင်တယ်လေသူတို့ကြီးလာတဲ့ခါမှာတော့သူတို့ကိုအဲ့ဒီကျိုးလေးတွေကကောင်းကောင်းထိန်ချုပ်ထားနိုင်တယ်ဆိုတာတစ်ထစ်ကြယုံကြည်သွားပါတယ်အဲ့ဒါကြောင့်သူတို့ဘယ်တော့မှထွက်ပြေးဖို့မကြိုးစားတော့တာပါလို့စင်ထိန်ကဖြေချခဲ့ပါတယ်သူလည်းအရန်ကိုအံ့ဩသွားပါတယ် ဒီစင်တွေဟာသူတို့ကိုခြိရတဲ့ကျိုးတွေကိုမဖြတ်နိုင်ဘူးလို့ယုံကြည်နေတဲ့အတွက်လွတ်မြောက်အောင်မကြိုးစားဘဲအမြဲအချုပ်အနှောင်အခိုင်အစာခံနေရတာကို သိလိုက်ရပါတော့တယ်။ဒီစင်တွေလိုပဲကျွန်တော်တို့ဘဝမှာတချိန်တစ်ခါချရှုံးဘူးယုံနဲ့မလုံနိုင်ဘူးလို့ယုံကြည်ပြီးမလုံဖြစ်တဲ့အရာတွေဘလောက်တောင်များများဆဆရှိနေပါပြီလေ။ချရှုံးခြင်းဆိုတာသင်ယူခြင်းရဲ့တစ်စိတ်တစ်ပိုင်းမှာဒါကြောင့်လက်မမြောက်အရှုံးမပြီးပဲ အရာရာကို ရင်ဆိုင်ကြပါစုကြရှုံလို့စိတ်ညစ်နေရင်အခုပဲပြန်ပြီးစူးစမ်းကြည့်လိုက်ပါနော်တော်မတ်အက်ဒီဆင်ဟာအချိန်ပေါင်းများစွာကြိုးစားပြီးမှမိလုံးကိုတီထွင်နိုင်ခဲ့တာပါလဲကြတိုင်းပြန်ထပါသူများထူပေးမှ ပြန်ထတတ်ရင်ထူပေးမဲ့သူမရှိတဲ့နေ့တက်နေခံရလိမ့်မယ်လူတိုင်းဘဝပန်းတိုင်းကိုရှောက်လန်းရမှာချော်လေးတက်ကြပါတယ် ကိုယ်ပါသာပြန်ထခဲ့ရတာတွေလည်းရှိတယ်။တချို့သူတွေကူညီပြီးထုခဲ့တာလည်းရှိတယ်။ကျွန်တော်ဘဝမှာတော့အများသောအဖြစ်ကိုယ်ပါသာပြန်ထခဲ့ရတာများပါတယ်။ထူပေးတဲ့သူဆိုတာမရှိတလို့ကိုရှာပါတယ်။ဘေးနားကဖျက်ဆောက်သွားရင်လှည့်ကြည့်ရုံကြည့်သွားတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့သူတို့ကိုကျွန်တော်မမုံပါဘူး။သူတို့ကြောင့်ကိုယ်ပါသာပြန်ထတတ်တဲ့အလေးချင်းကိုမွေးယူတတ်ခဲ့တာပါ။ သူတို့ကြောင့်ပဲငါသားလေးငါဘွားရဲ့ပေကန်းရှင်ဆိုတာကိုလက်ခံလာတတ်ခဲ့တာပါချော်လေးတာတဘာဝဆိုပေမဲ့ပြန်မထနိုင်ရင်အပြိုင်ဆိုင်များတဲ့ဒီနေ့ခေပြိုင်ပွဲကြီးထဲမှာတက်နေခံရနိုင်ပါတယ်ဒါကြောင့်တင်ချော်လေးတိုင်းတစုံတယောက်လာထူပေးပါစေလို့ဆုမတောင်းပါနဲ့တင်ပါတာတာပြန်ထနိုင်အောင်ကြိုးစားပါတင်ပြန်ထနိုင်တဲ့အချိန်ရေများလာလေလေတင်ကိုယ်တင်ပိုးယုံကြည်လာလေလေပါပဲ ယုံကြည်မှုတွေများလာလေလေသင်ဟာစွမ်းအားတွေပိုရှိလာလေလေပါပဲပထမသူတို့တင်ကိုလေလူရှုမယ်နောက်တော့တင်ကို လောင်ရဲမယ်နောက်တော့တင်ကိုတိုက်ခိုက်မယ်အဲ့ဒီနောက်တင်နိုင်လိုက်မယ်မဟာတမဂန္ဓီကျွန်တော်အရန်သဘောကြတဲ့စူယူလေးပါတကယ်လဲမှန်ပါတယ်ဒါပေမဲ့တိတိကျကျပြန်ဖတ်ကြည့်ရင်အပေါ်ကသုံးဆင့်ကိုဖျက်ချော်နိုင်မှတင်အနိုင်ရမှာပါ ူတော်တော်များများကအပေါ်က30တန်းကိုမခံနိုင်ကြပါဘူး။အောင်မြင်သူတွေပဲကြော်ဖြတ်နိုင်ကြတာပါ။သင်ရောဘဝမှာအောင်မြင်တဲ့သူမဖြစ်ချင်ဘူးလား။သင်ကိုလိလူရှူတဲ့သူတွေလည်းသင်ကြုံခဲ့ဘူးမယ်။သင်ကိုလှောင်ရည်ဘူးတဲ့သူတွေလည်းသင်ကြုံခဲ့ဘူးမယ်။သင်ကိုတိုက်ခိုက်တဲ့သူတွေလည်းသင်တွေ့ရမယ်။ဒါပေမဲ့သင်အောင်မြင်ခြင်းထို့အဆင့်လေးကိုဖြတ်ကျော်ရပါမယ်။အခုချိန်ကစပြီးအဲ့ဒီအရာတွေပေါ်အာယုံအရန်မဆိုင်ပဲ သင်လုတ်ဆရာရှိတာကိုကြိုးကြိုးစားစားလုပ်တော့နော်ပြစ်စုံပံမှာ နေထိုင်မှာသင်စိတ်သက်ကြနေတယ်ဆိုရင်သင်ရဲ့အတိတ်အကြောင်းတွေပဲအမြဲတွေးနေလိုပါသင်အမြဲဆိုရင်ပူပန်ကြောင်ကြနေတယ်ဆိုရင်တော့သင်အနာဂတ်အကြောင်းပဲအမြဲတွေးနေလိုပါ။သင်စိတ်ငြိမ်းချမ်းနေတယ်ဆိုရင်တော့သင်ပြစ္ဆုတ်ပံမှာနေထိုင်နေလိုပါ။လောင်စုစိတ်တက်ကြတယ်ဆိုတာက ကျွန်တော်တို့လူသားတွေရဲ့မွေးရပါအကျင့်တစ်ခုပါ။ စိတ်ထမကြအောင်အမြဲတမ်းကုကုကုမြင့်တင်နိုင်တာကလူတော်တွေရဲ့အမှုအကျင့်ပါ။လောင်စုပြောတဲ့စကားကတူတူနဲ့အယံကိုထိရောက်ပါတယ်။တကယ်တော့သင်ပါလို့စိတ်တက်ကြလဲပြန်တွေးကြည့်ပါ။များသောအားဖြင့်စိတ်တက်စာတာတွေကပြီးခဲ့တဲ့အကြောင်းအရာတွေဖြစ်နေတာကိုသတင်းတတိထားမိလိမ့်မယ်။အတိတ်ဆိုတာပြန်မတွေးရင်မရှိတော့ပါဘူးပြန်တွေးလို့သာခေါင်းနဲ့ခဏခဏရောက်လာတာပါဒီတော့မနေ့ကတင့်ကိုတင်ဘော့ဆူတာမေးလိုက်ပါတော့ တင့်ကိုသစ္စာဖောက်သွားတဲ့ရေစားဟောင်းအကြောင်းမေးလိုက်ပါတော့တင့်ကိုတင့်တငယ်ချင်းကမျက်လုံးဆွေတယ်လို့ပြောတာလဲမေးလိုက်ပါတော့တင့်ကိုအရန်အရက်ပူတာပဲလို့ပြောတဲ့သူ အကြောင်းလဲမစင်စားနေတော့ဘလို့စိတ်ညစ်စရာမျိုးကိုမှမစင်စားပါနဲ့တော့တင့်ရဲ့အတိတ်တွေကတင့်ကိုချေလဲနေတာကိုခွင့်မပြုပါနဲ့အတိတ်အကြောင်းပြောပြီးတော့အနာဂတ်အကြောင်းပြောပြရစီမနှက်ပြန်အောင်တင့်အသက်ရှင်ပါမလားမသိဘူးလို့ပြောရင်တင့်က ဖွားဟဲ့လွဲပါစေချော်ပါစေဆိုပြီးတော့ကျွန်တော်ကိုစိတ်ဆူအောင်မယ်ဒါပေမဲ့အဲ့ဒါကတကယ်ကိုဖြစ်နိုင်တဲ့အမှန်တရားတစ်ခုပါအဲ့ဒီတော့မနှက်ပြန်အကြောင်းစဉ်းစားပြီးအဲ့အိတ်ပြက်ခဲ့ရတဲ့တင်ရညာတွေကိုရေစုံမျောလိုက်ပါတော့အဲ့ဒီလိုပြောတော့အနာဂတ်အကြောင်းမစဉ်းစားရင်မိသားစုတွေဘယ်လိုလုပ်ရမှာလဲလို့ကျွန်တော်ကိုသင်က ပြန်မေးမယ်ထင်ပါတယ်။အရာရာကို အချိန်တိုင်းမှာ အကောင်းဆုံးလုပ်နေတဲ့သူအတွက်အနာဂတ်ဆိုတာလှပပီးတာပါ။ တင်အကောင်းဆုံးတွေသာ အချိန်တိုင်းမှာလုံနေပါ အကောင်းဆုံးတွေလုံယုံကလွဲပြီးတင့်အနာခက်ကိုပြုပြင်လို့ရမယ်နီလန်မရှိပါဘူးအနှစ်ချုပ်လိုက်တော့တင်ညတိုင်းနှစ်ပူပေါ်လက်တင်ပြီးမနှက်ဖြန်အကြောင်းပူပန်စဉ်းစားခဲ့တာတွေအားလုံးကအကျိုးကိုမရှိပါဘူးလုံးဝမစဉ်းစားနေတော့လို့မပြောချင်ပါဘူး စိတ်ညစ်စရာတွေကိုသာမစင်စားဖို့ပြောတာပါ။ငါအင်္ဂလိပ်စာကိုသိချလေ့လာရင် ကောင်းမလားလို့သင်ဆစဉ်းစားခဲ့တဲ့အချိန်ကနေအခုလက်ရှိသိချမလေ့လာဖြစ်သေးတဲ့အချိန်အထိ တွက်လာရင် တော်တော်ကိုကြာနေပါပြီ။အဲ့ဒီအချိန်တွေမှာဒါသင်လေ့လာလာရင် အခုလောက်ဆိုကျွမ်းကျင်နေလောက်ပါပြီဒါပေမဲ့အဲ့ဒါအတိတ်ဖြစ်သွားပါပြီအဲ့ဒီအကြောင်းမေးလိုက်တော့အားတော့မှာပဲတိချလေ့လာတာပေါ့ဆိုပြီးလဲအနာခံနဲ့အကင်မပေါက်ပါနဲ့တော့ အခုကပဲစပြီးကြိုးစားပါတော့တင်ရဲ့လက်ရှိအချိန်လေးကိုပဲပျော်ပျော်လေးနေကြည့်ပါမိကလေးကို အတူယူပါတခါတော့ကလေသမားတယောက်စီမှာမြီးတစ်ကောင်ရှိပါတယ်ဒီနေ့မှာတော့ထိုမြီးလေးရေတွင်တဲ့ကို ပြုတ်ကျသွားပါတယ်ဒါနဲ့ထိုလေသမားလည်းမြီးလေးကိုကယ်ဖို့အကြံဉာဏ်ထုတ်မရပဲဖြစ်နေပါတယ်မြီးကလည်းအရွှေနည်းနည်းရှာနေပြီးဖြစ်တာကတခြား ရွေတွေကလည်းပြက်စီနေတာကတခြားကဲဖို့ကိုအချိန်ယူပြီးစဉ်းစားမနေတော့ပဲရေတွင်ကို မြေကြီးဖို့ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့လေသမားကြီးလည်းအိမ်နီးနာချင်းတွေကိုခေါ်ပြီးအကူအညီတောင်းလိုက်ပါတယ်။သူတို့အားလုံးတက်ညီလက်ညီနဲ့ရေတွင်ကိုမြေဖို့ရန်စတင်လှုပ်ဆောင်ကြပါတော့တယ်။သူတို့မြေကြီးတွေစားဖို့ထားတဲ့တပြိုင်နက်မြည်လေသူ့ကိုတတ်ဖို့ကြိုးစားနေကြတာကိုသဘောပေါက်ကစတင်ပြီးអော်ပါတော့တယ် ဒါပေမဲ့ခဏအကြာမှာမိဟာချက်ချင်းဆိုသလိုစိုးရွားစာအော်နေတာကိုရက်ပြီးချက်ချင်းပဲပျော်ရွှင်တဲ့အတမျိုးအော်ပါတော့တယ်။ရေတွင်းနေကမြေကြီးအငဲငယ်ဖို့အပြီးမှာလေသမားကြီးလဲစူးစမ်းကျင်တာနဲ့ရေတွင်းနေကိုငုတ်ကြည့်လိုက်ပါတယ်။သူတွေ့လိုက်ရတာကတော့မိဟာ သူ့ကြောပေါ်ကျလာတဲ့မြေကြီးတွေကိုခါချနေပြီးထိုမြေကြီးတွေပေါ်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ လေသမားကြီးနဲ့အိမ်နီးချင်းများအတော်ကြာမြေကြီးဖို့အပြီးမှာတော့မိဟာသူ့ကြောပေါ်ကမြေကြီးတွေကိုခါချလိုက်ထိုမြေကြီးတွေ အပေါ်ရက်လိုက်နေရေတွင်းအဝနာအထိရောက်နေပါပြီသိမ့်မကြခင်မှာတော့ရေတွင်းရဲ့အပေါ်ဆုံးအထိရောက်လာပြီးရေတွင်းထဲမှာလွတ်မြောက်သွားပါတော့တယ်ကျွန်တော်တို့တွေရဲ့ဘဝမှာပဲဒီလိုအလားတူပါပဲလောကကြီးကတော့တင့်ကြောကုန်းပေါ်တွေကိုအခက်ခဲပြီးပြစ်ချမှာပါပဲ။ ဒါပေမဲ့ဒီလိုမျိုးဒုက္ခတွေကလွတ်ချင်ရင်တော့သင်ကြောကုန်းပေါ်ကအခက်ခဲတွေကိုခါချနိုင်အောင်ကြိုးစားပြီးထို့အတွေ့အကြုံများကို အသုံးပြုကနောက်တစ်ဆင့်ကိုတက်ရမှာဖြစ်ပါတယ်။ဘဝမှာသင်အပေါ်ဖြစ်ပျက်တာတွေထက်သင်ကဘလို့ပြန်ပြီးတုတ်ပြန်လဲဆိုတာကပိုအရေးကြီးပါတယ်။အခုပဲမြေကြီးမှုန့်များကိုခါချပြီးအပေါ်သို့တက်လှမ်းကြပါစို့။ဟုတ်ကဲ့အခုပြောသွားတာလေးတွေကိုအနှင်းချုပ်နေနဲ့ပြန်လည်ပြောပြရမယ်ဆိုရင် စိတ်တက်တက်စီဖို့အတွက်နံပါတ်1အတွေးပြမှုလိုပါတယ်။နံပါတ်2ကုကုကုချီကျူးပေးရမှာပဲ။နံပါတ်3ဘောင်းထဲမှာမနေပါနဲ့။နံပါတ်4မိမိမှာရှိတဲ့အရာတွေကိုတန်ဖိုးထားပါ။ထို့ပြင်လောကကြီးမှာနေထိုင်မယ်ဆိုရင်မျက်မျက်တတအာယုံဆိုင်ပြီးနေတတ်ဖို့လေလိုပါတယ်အကောင်းဆုံးကြိုးစားမယ်လောဘမတက်မိပါစေနဲ့ တချင်းတခါကြာရှုံးဘူးယုံနဲ့မလုံနိုင်ဘူးဆိုပြီးမယက်နေပါနဲ့လက်မလျှော့လိုက်ပါနဲ့တစ်ခါတခါထမှန်ပြီးစူးစမ်းကြည့်ပါအောင်မြင်လာပါလိမ့်မယ်လေးကြတိုင်းပြန်ထားပါပစ္စုပန်မှာနေထိုင်ပြီးတော့အကောင်းဆုံးစူးစမ်းကြည့်ပါလောကကြီးကတင့်ပေါ်ပစ်ချတဲ့အခက်ခဲတွေကိုလည်းခါကြပြီးအပေါ်သို့တက်လှမ်းနိုင်အောင်စူးစမ်းကြပါစို့ရှင် ဟုတ်ကဲ့ဒီနေ့ဖတ်ပြသွားတာလေးကိုနားထောင်မိရတဲ့အခါမှာတော့မိတ်ဆွေတို့အနေနဲ့ရောဒီတွေကကိုယ့်အတွက်ဘာမှတ်သားစရာလေးရှာလိုက်ပါသလဲ။ဘာစဉ်းစားမိပါသလဲ။ဘလို့အတွေးတွေဖြစ်ပေါ်ပါသလဲ။မိမိတို့ရဲ့အတွေးအကြုံလေးတွေမိမိတို့ရလိုက်တာတွေကိုကွန်မန့်ပေါက်ထဲမှာမျှဝေပေးခဲ့ပါအောင်ရှင်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ။ကိုယ်စိတ်နှပြချမ်းမာချမ်းသာတော်မူကြပါစေရှင်။